ကုံသွယ်ရေးစစ်ပွဲအရှိန်မြင့်တက်လာမှုရဲ့နောက်ဆုံးအရှုပ်အထွေအဖြစ်ဥရောပတမကအီယူကနေအမေရိကန်တို့တင်ပို့တဲ့ရမကအလုံးအပေါ်အခွန်200ရာခိုင်နှုန်းကောက်ခံသွားမယ်လို့တမရဒေါ်နယ်ထရန့်ကထိန်းချုပ်လိုက်ပါတယ်။အမေရိကန်တို့တင်ပို့တဲ့တမ်မနီနဲ့ဒန်တက်သူအားလုံးအပေါ်တမရထရန့်ရဲ့အခွန်တိုးကောက်မှုအတွက်လက်တော့ပြန်တဲ့အနေနဲ့အမေရိကန်ထုတ်ဝီစကီအရက်ကိုအခွန်90ရာခိုင်နှုန်းကောက်ခံမှု EU ရဲ့အစီအစဉ်ကိုလက်စားချေတဲ့အနေနဲ့ထရန့်ကအခုလိုမျိုးချိန်ချောက်လိုက်တာဖြစ်ပါတယ်။ အမေရိကန်ထောက်ဝီစကီအပေါ်အခွန်တိုးကောင်းမဲ့အစီအစဉ်ကိုချက်ချင်းရုပ်သိမ်းရေးထရန့်ကတောင်းဆိုထားပြီး EU ကအမေရိကန်ကိုအတုံးချဖို့ရည်ရွယ်နေတယ်လို့ပြောထားတာပါ။အဲ့ဒီအခြေအနေနဲ့ပတ်သက်လို့အမေရိကန်နဲ့ EU ကြားဆက်သွယ်ဆွေးနွေးဖို့စီစဉ်နေတယ်လို့ဥရောပကော်မရှင်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ထရန့်ရဲ့နောက်ဆုံးထိန်ချမှုနဲ့ပတ်သက်လို့ EU ကုန်သွယ်ရေးကော်မရှင်နာမင်းကြီးကအမေရိကန်စီဆက်သွယ်ခဲ့တယ်လို့ဥရောပကော်မရှင်ဘက်ကအတည်ပြုထားပါတယ်။ အခုလိုထိတ်တိုက်တွေးဆမှုတွေကကုန်သွယ်ရေးစစ်ပွဲကိုထပ်မံအရှိန်မြင့်တက်လာစေပြီးအမေရိကန်အပါအဝင်ကမ္ဘာတဝန်းကနိုင်ငံတွေမှာရှိတဲ့စားသုံးသူတွေနဲ့စီးပွားရေးအပေါ်ရိုက်ခတ်မှုတွေနဲ့ပတ်သက်တဲ့စိုးရိမ်မှုကိုမြင့်တက်လာစေခဲ့ပါတယ်။ဒီလိုလက်စားချေအခွန်တိုးကောက်မှုတွေကြောင့်အမေရိကန်စတော့ရှယ်ယာဈေးနှုန်းရော့ကျသွားပြီးဗန်နိုင်းရေးဈေးကွက်တွေကိုလည်းမတိမငြိမ်ဖြစ်စေခဲ့ပါတယ်။ ဥရောပကအမေရိကန်တို့နှစ်စဉ်ယူရို၄.၅ဘီလီယံတန်ဖိုးရှိဝိုင်းတွေကိုအမေရိကန်တို့တင်ပို့ရောင်းချနေတာဖြစ်ပြီးဥရောပရဲ့အကြီးအမားဆုံးယမကဈေးကွက်ဖြစ်ပါတယ်။ Trend အနေနဲ့ချိန်ချောက်ထားတဲ့အတိုင်းအခွန်တိုးကောက်လို့ရှိရင်ဈေးကွက်ပြည့်စည်သွားနိုင်ပြီးထောင်ထဲချီတဲ့အလုပ်အကိုင်တွေ ဆုံးရှုံးနိုင်တယ်လို့ဥရောပကသတိပေးထားပါတယ်။ အမေရိကန်ရဲ့အကြီးမားဆုံးကုန်သွယ်ဘက်တွေဖြစ်တဲ့ကနေဒါနဲ့ဥရောပကထရန့်ရဲ့အခွန်တိုးကောင်းမှုဟာတရားမျှတမှုမရှိဘူးလို့ပြောထားပြီးအမေရိကန်ကုန်ပစ္စည်းတွေအပေါ်လက်တုပ်ပြန်တဲ့အခွန်တိုးကောင်းမှုတွေပြုလုပ်ထားပါတယ်။ထရန့်ဟာသူ့ရဲ့ပထမသမ္မတသက်တမ်းအတွင်းကလည်းအလားတူအခွန်တုံမြင့်ကောက်ခံမှုပြုလုပ်ခဲ့ပေမဲ့သူရာထူးကထွက်ခွာသွားပြီးနောက်အခွန်တွေကိုဖယ်ရှားပြီးနှစ်ဖက်ပြေးလည်ခဲ့ပါတယ်။